ရဲ့ main rapper ကြီးပေါ့အဖွဲအတွက်ဆိုရင်တော့ကျွန်တော် main rapper ကြီးကျွန်တော်တို့အဲဘလို့ဖြစ်ခဲ့လဲဆိုတော့ကျွန်တော် rap တွေဆိုရင်လွမ်းနေဘလို့တော့ပြောရမလဲ rap တွေ rap ဆိုရတဲ့အပိုင်းတွေဆိုရင်လွမ်းနေပေါ့နော်ညောင်မန်တာတပူပြောရောက်တဲ့ quality တခုကိုရခဲ့လို့တော့ထင်တယ်ကျွန်တော်ကိုယ်တိုင်လည်းအဓိက quality ကိုပိုဦးစားပေးပြီးတော့တရုတ်ဆောင်တာအစတကယ်မှုထည့်ပြီးတော့ပြည်ပြောင်းလုပ်ခဲ့ရဆိုတော့ present နဲ့ kait တယ်လို့ထင်ပါတယ်။ဟိုတချင်းဆလာရတာကညင်းอยู่မနေထိန်းထားရနေတာပေါ့နော်။ဒီတချင်းကိုဘယ်လိုမျိုးခံစားပြီးရောရေးပြီးခဲ့။အဲဒီတချင်းအဓိကအဓိပ္ပာယ် ော်ကျွန်တော်တို့ကတော့ဂါမေးဆွဖြစ်ပါခင်ဗျာအော်ဒီလိုမျိုးအားလုံးဂါမေးကြရအတွက်အများကြီးကျေးဇူးတင်ပါတယ်ကျွန်တော်တို့ကိုပိုင်တရှင်မထရိုက်တာတနေ့ဝင်းကျင်လောက်ရှိပြီပေါ့နော်အခုကျွန်တော်တို့ဒီအပြစ်သားဆွေတချင်းလေးနဲ့ကျွန်တော်ကိုပိုင်တချင်းအနေနဲ့ကျွန်တော်တို့ comeback ပေါ့เนาะပြန်ပြန်လဲပြိတ္တစီကိုရောက်ရှိလာပြီပေါ့เนาะအဲ့ဒီတော့ကျွန်တော်တို့ဒီ music video ရဲ့မှာအများကြီးကြိုးစားထားတယ်အာတချင်းအရာရောတရုတ်ဆောင်ပိုင်းနေအရာရောကျန်တဲ့အဖက်ဖက်ကကျွန်တော်တို့ team ကရော ဒါရိုက်တာ GP အကုန်လုံးတယောက်ချင်းစီအစာစူးစမ်းထားတဲ့ music video ဆိုတော့ပရိသတ်တွေအားလုံးပဲအဲချစ်ရှုရကျွန်တော်နာမ music video လေးတစ်ပုဒ်ဖြစ်ပါတယ်အားကြောင့်မလို့ခလိုင်းအပိတ်ပါဦးခင်ဗျာကျွန်တော် recording ဝင်ခဲ့တာကျွန်တော်စုစုပေါင်း recording ၃ချိန်ပြန်လုပ်ရတယ်ဘာလို့လဲဆိုတော့ တချို့အပိုင်းတွေအားမရတဲ့အပိုင်းတွေရှိရယ်တချို့အပိုင်းတွေじゃမူမူကျွန်တော်တို့အာ recording မှာတွင်းလာတယ်ဒါပေမဲ့ကျွန်တော်တို့အာ mixing ပြန်ထွက်လာတဲ့အချိန်မှာကျွန်တော်နားထောင်တယ်လိုအပ်နေတဲ့အပိုင်းလေးရှိရယ်အဲ့အတွက်ကျွန်တော်အားမရတဲ့အတွက်ကျွန်တော်ပြန်တွင်းတယ်ပြန်တွင်းတယ်နောက်တစ်ခါပြန်နားထောင်တယ်အားမရဘူးကျွန်တော် recording နောက်တစ်ခါသွားရအောင်ဒီ တချင်းပိုင်းမှာဆိုလဲကျွန်တော်တို့တော်တော်လေးကိုအားစိုက်ထားရပေါ့နော်ဒီလိုချင်တဲ့မှုမရမချင်းအဲအဓိကတော့ကျွန်တော်ဒီတချင်းကတော့မှုအသားပေးဆိုတော့ကျွန်တော်မှုကိုတော့အဲ၄ရောက်လုံးအားစိုက်ပြီးလုပ်ခဲ့ပါတယ်ဟုတ်ကဲ့အမြုံမန်းထားတဲ့ပုံပြီးတော့ရောက်တဲ့ quality တခုကိုရခဲ့လို့ထင်တယ်ကျွန်တော်ကိုယ်တိုင်လည်းအဓိက quality ကိုပိုဦးစားပေးပြီးတော့တရုပ်ဆောင်တာအစတကယ်မှုထည့်ပြီးတော့ပြပြအောင်လုပ်ခဲ့ရဆိုတော့ present နဲ့ကြိုက်တယ်လို့ထင်ပါတယ် အဲကျွန်တော်တို့เนี่ยအဲ့လိုဆက်တယ်ရှိရယ်ဆက်တယ်ရှိရယ်ထမင်းလည်းသွားစားအပြင်လည်းအတူတူသွားရယ်အဓိကကတော့ဟိုအဲသွားခြင်းနဲ့ direction ပေါ့နော် သွားသွားခြင်းနဲ့ direction အဲသွားခြင်းနဲ့ land ရှိရယ်အဲတော့အဲကိုရှောက်မဲ့ land ကိုအဲ့လိုကိုဘကိုကိုဆုံးဖြတ်ခြင်းနဲ့ကိုရှောက်လိုက်တယ်ပေါ့နော်အဲတော့ဒီ entertainment ဘက်ကရောကိုရှင်မဲ့ဘက်ကရောဒီနှစ်ဦးသဘောတူပေါ့နော်ဒီလိုဆုံးဖြတ်လိုက်တာပါအဲတော့အဲအများကြီးလဲဆက်ပြီးတော့အားပေးပါဦးရေးချက်စရာပြုလုပ်ပြီးပါပြီအဲ ရွေးချယ်မှုတွေလည်းပြုလုပ်ပြီးသွားပြီဖြစ်တဲ့အတွက်ကျွန်တော်ကကျွန်တော်လည်းအကောင်းဆုံးလုပ်မှာဖြစ်တယ်လို့သူလည်းအကောင်းဆုံးလုပ်ပါလိမ့်မယ်။အဲသူ့ရဲ့ direction သူ့ရဲ့ land နဲ့အတူတူသူလည်းသူ့ရဲ့နေရာလေးမှာသူအများကြီးကြိုးစားပါလိမ့်မယ်။ဆိုတော့ကျွန်တော်လည်းအဲ၅ယောက်ကနေ၄ယောက်ဖြစ်တာနဲ့အတူတူအဲအရင်တရားရိုင်းတော့လုပ်တယ်ဆိုလို့ရှိရင်ကျွန်တော်အခုတစ်ထောင်လောက်လောက်ပါမှာပေါ့နော်။ဆိုတော့လုပ်နေတဲ့သူတွေဖြစ်တဲ့အတွက်ကျွန်တော်တစ်ချိန်ကြရင်တော့ကျွန်တော်၄ယောက်နဲ့တူတူတယောက်နဲ့ ပြန်တွေ့ပါလိမ့်မယ်ပြီးတော့အဲအားပေးမှုကလည်းအဲပြည်သူတွေတောင်းဆိုချင်တာမလျော်ဘဲနဲ့အားပေးပြီးပါအဲဒါကျွန်တော်တို့အဖွဲ့ကမဟုတ်ဘူးကိုရှင်မေကိုလည်းသူလုံးမဲ့လမ်းနေမှာသူသွားမဲ့လမ်းနေမှာအားပေးပြီးပါလို့ကျွန်တော်ရဲ့ main rapper ကြီးပေါ့အဖွဲ့အတွက်ဆိုရင်တော့ကျွန်တော်ရဲ့ main rapper ကြီးကျွန်တော်တို့အဲဘယ်လိုဖြစ်ခဲ့လဲဆိုတော့ကျွန်တော် rap တွေဆိုရင်လွမ်းနေ ဘယ်လိုတော့ပြောရမလဲ rap rap ဆိုရတဲ့အပိုင်းနေဆိုရင်လွမ်းနေပေါ့နော်အဲကျွန်တော်တို့တခြင်းနားထောင်ကြွေးတွေ့ဆိုရင်တိမယ်တင်တယ်ဒါ head to the sky မှာဆိုရင်သူစကားပြောရတဲ့နေရာလေးရှိရဲ့အဲ့နေရာရောက်ရင်လွမ်းနေဟုတ်ကဲ့တခြင်းနေပြန်နားထောင်လို့တော့လွမ်းနေလွမ်းနေအဲကိုကန်းเนี่ยကျွန်တော်တို့ကလို့ dance hall ရေးရကလေးကအတူတူရှိရဲ့အဲကိုဆက်ရဲ့ကိုဆက်ရဲ့ကိုလင်းထက်ရဲ့ဆိုရင်ဒါ dance hall ရေးရမတိုင်ခင်ကလေးကတငယ်ချင်းနေပေါ့เนาะအဲ့ဒီကလေးကဟိုဟို ဒီကျွန်တော်ဂမေးဆိုဂမေးဆိုပြီးဖြစ်လာတယ်ဂန်းဆိုပြီးဖြစ်လာတယ်လို့အပြင်နေသွားလဲအတူတူပဲလို့အလိုအိမ်မှာဂိမ်းနေထိုင်ဆိုတာဆိုလဲအတူတူပဲလို့ပေါက်ကြရလို့လဲအတူတူပဲအဲ့တော့အတူတူပဲသူလဲကျွန်တော်တို့ဆီကအကြံဉာဏ်တောင်းလို့ကျွန်တော်တို့ကျွန်တော်တို့ဆိုလဲအလိုအကြံဉာဏ်အများကြီးပေးရအဲ့တော့ဂန်းချုံမီချုံကမ်းမီပေါ့ဗျာကျွန်တော်တို့ကတော့ကျွန်တော်ကလည်းမိကုံရန်ကိုကြည့်ပါမယ်ပြိတ္တတွေကလည်းမိကုံရန်ကို like ပို့ like ခဲ့ပေးပါ like ခဲ့ပေးပါတော့ဆိုတော့အများကြီးလောက်ပါမယ်အဲဒေတာတော့ ကျော်လေးယောက်ကိုချိန်ကြာကြီးတွေ့ရမှာပါဟုတ်ဆိုတော့ချိန်ကြာကြီးတက်ပို့တဲ့ຢာရီအားလုံးနဲ့တွေ့ရမှာပါအဲ့တော့ကျွန်တော်ကလည်းခုနကပြောလို့ပြေးပါမယ်လိုက်ပြပါ